နိုဝင်ဘာလ20ရက်နေ့29ရက်နေ့တွေမှာဟောင်ကောင်ရဲ့အားကစားခွင့်အတကြီးဖြစ်တဲ့ခိုင်တက်စတေဒီယံကြီးမှာကေဘော့ရဲ့အကြီးမားဆုံးပွဲတော်တွေထဲကတစ်ခုဖြစ်တဲ့2025မာမဆူပေးပွဲကြီးကိုကျင်းပတော့မှာဖြစ်ပါတယ်ခင်ဗျာဒီနေ့မာမပွဲဟာဆိုရင်ပွဲရဲ့စာပုတ်ဖြစ်တဲ့ဟီယန်မာရိုဟာနဲ့အညီကေဘော့လောကရဲ့အကြီးဆုံးအမှုပညာရှင်တွေနဲ့စုကြီးတွေအတွက်အပြည့်အထောင်ဆုံးရှင်ပြိုင်မှုကိုပြသတော့မှာဖြစ်ပါတယ်ခင်ဗျာ ဒီပွဲမှာဆိုရင်မျိုးဆက်တဲ့ K-pop icon တွေနဲ့ရုပ်ရှင်ကျယ်ဝန့်တွေရဲ့အကြာမမျော်လင့်ထားသောအထူးပူးပေါင်းဖျော်ဖြေမဲ့ collaboration stage တွေပါဝင်လာပြီးတော့ဒီနေ့ရအထူးခြားဆုံး collaboration တွေထဲကတစ်ခုကတော့ Baby Monster ရဲ့စင်မြင်မဲ့ဖြစ်ပါတယ်ခင်ဗျာအဖွဲ့ဝင် Ion, Rora နဲ့ Fighter တို့ဟာဆိုရင် Netflix ရဲ့ K-pop Demon Hunters တဲက Hunter Ace အဖွဲ့အဖြစ်အသွင်ယူပြီးတော့ Golden ဆိုတဲ့တခြင်းကိုဖျော်ဖြေသွားမှာပါ ဒီ state မှာဆိုရင်လည်း Hunter X ကပြိုင်ဘက်တွေဖြစ်တဲ့ Saja Boys အဖွဲ့ကိုလည်း K-pop Wine Group တွေကပါဝင် ဖြောပေးမှာပါ။ Saja Boy အဖွဲ့ဝင်တွေအတွက် Rice အဖွဲ့ဝင်ဝန်ပင် Wine Stalker ကြီးဟန်ဒါပြီးတော့ 2S အဖွဲ့ဝင်ရှင်ယူနဲ့ Zero Base 1အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Gone One နဲ့ Yujin တို့ကပါဝင် ဖြောပြသွားမှာဖြစ်ပါတယ်ခင်ဗျာ။ ဒီပွဲမှာဆိုရင်ပြိတ္တတွေအားလုံးရဲ့အာရုံစူးစိုက်မှုကိုအများဆုံးရရှိထားတဲ့အချက်၃ချက်ရှိနေပါတယ်ခင်ဗျပထမအချက်အနေနဲ့ကတော့ဂျီတခွန်ရဲ့မာမစင်မြင့်တို့တရားဝင်ပြန်လည်ရောက်ရှိလာခြင်းဖြစ်ပါတယ်နံပါတ်၂အချက်ကတော့ဒက်ဆန်ဆူဂျီလေးကူအတွက်17 state ကနေဂျင်းနီတို့ရဲ့တုံးဝဆိုင်အပိုင်းဖြစ်နေခြင်းဖြစ်ပါတယ်နံပါတ်၃အချက်ကတော့ဆောနာကပြောခဲ့တဲ့မျိုးဆက်တဲ့ကေဘော့ icon တွေရဲ့ညွန်လင်ထားတဲ့အထူးပူးပေါင်းဆောင်ရွက်မှုတွေပဲဖြစ်ပါတယ်ခင်ဗျ 2025မာမာပွဲရဲ့အကြီးမားဆုံးဆွဲဆောင်မှုကတော့ K ပွဲရဲ့ဌာနရဲ့အဖြစ်သတ်မှတ်ခံထားရတဲ့ G-Dragon ရဲ့မာမာစင်မြင့်ကိုပြန်လာခြင်းပါပဲ G-Dragon ဟာဆိုရင်နိုဝင်ဘာလ29ရက်နေ့မှာကျင်းပမယ့်မာမာရဲ့ဒုတိယမြောက်နေ့ဖျော်ဖြေပွဲမှာဖျော်ဖြေမှာဖြစ်ပြီးတော့သူ့ရဲ့ဆိုလိုဆွမ်းဆောင်ရည်အပြင်မကြသေးခင်ကမှာထွက်ရှိထားတဲ့တချင်းများအပါအဝင်မကြုံဘူးတဲ့ State Art တစ်ခုကိုဖန်တီးပြတ်တာသွားမှာလို့သိရပါတယ်ခင်ဗျာ G-Dragon ရဲ့ဖျော်ဖြေမှုတိုင်းဟာမာမာသမိုင်းမှာမှတ်တမ်းဝင်ခဲ့တာကြောင့်ဒီနှစ်စင်မြင့်ဟာဆိုရင်လည်းပြည်သက်တွေအတွက်အထူးခြားဆုံးမှတ်တရတစ်ခုဖြစ်လာလို့သိကြနေပါတယ် 2025မမပွဲရဆိုရင် K-pop ရဲ့အတိတ်ပြဆုပ်ပန်းနဲ့အနာဂတ်ကိုပြသမဲ့ကမ္ဘာအဆင့်မြေပွဲတော်တစ်ခုဖြစ်လာဖို့တည်ကြနေရပြီခင်ဗျာ။နိုဝင်ဘာလ28နဲ့29ရက်နေ့တွေမှာ K-pop လောကရဲ့တမိုင်းသက်ကိုအထူးတကားရေးထိုးမယ်ဒီပွဲကိုမလဲမသွေးစောင့်ကြည့်ရမှာဖြစ်ပါတယ်နော်။အခုဆိုရင် K-pop nebel က idol တွေအားလုံးဟာသူတို့ရဲ့တက်ဆိုင်ရာ schedule တွေအတိုင်းဒီမမပွဲအတွက်ကိုရီးယားကနေစတင်ထွက်ခွာနေပြီဖြစ်ပါတယ်ခင်ဗျာ။ နောက်ဆိုရင် drama နဲ့ K-pop သတင်းလေးတွေကို K-pop စင်ရဲ့ YouTube channel မှာပဲ update လုပ်တော့မှာမို့လို့ YouTube channel လေးကိုလာရောက်ပြီးတော့ subscribe လာလို့ထားပေးပါအောင်လို့တရားခံလိုက်ပါတယ်ခင်ဗျာအားပေးမှုအတွက်အထူးကိုကျေးဇူးတင်ရှိပါတယ်နော်ကျွန်တော်ရဲ့ YouTube channel လေးကို YouTube ရဲ့ search bar မှာ K-pop stan CBA ဆိုပြီးလို့ရိုက်ရှာပြီးတော့ online တကူရှောင်ဖွေပြီးတော့ subscribe လာလို့ထားလို့ရပါတယ်ခင်ဗျာ